လူတွေကတော့ထင်ကြမယ်ဖះဟာတကိုးရှင်ဆိုတော့ဘာပြဿနာမှမရှိဘူးအရာခတ်သိန်းကိုအလွယ်တကူပဲဖြည့်ရှင်းသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးစိတ်စမာနလာဆွဆွဲတဲ့အခါမှာကြည့်လေမြတ်စွာဘုရားဘာမှဖြည့်ရှင်းချက်မပေးဘူးဖြည့်ရှင်းချက်မပေးဘူးတကိုးနဲ့ကူညီပြီးတော့ဘာမှမလုပ်ဘူးဘာလုပ်လဲအေး ဒီစကားဟုတ်တယ်မဟုတ်ဘူးဟာမင်းနဲ့ငါနဲ့နှစ်ယောက်တည်းပဲသိတယ်လို့ဒီတခွန်းမပြောလိုက်တယ်အဲ့ဒီတခွန်းမပြောတဲ့သူ့ဘာသူရသော်ဘုရားကဒီလောက်လေးပဲပြောလိုက်တော့လည်းပဲသူ့ရဲ့မကောင်းမှုအကုသို့လုပ်ရတဲ့ကြောင်းလို့ဘူးပေါ်တယ်လို့အကုန်ပေါ်ပြီးဒုက္ခရောက်သွားတာပေါ့အဲ့ဒါကြောင့်မလို့စိန်စမာနဝရဲ့မာနဝိကံရဲ့ဆွဆွဲမှုကိုရသော်ဘုရားဟာ အောင်မြင်လိုက်တယ်တွန်းလှန်ဖြေရှင်းလိုက်နိုင်တယ်ဆိုတာဘာနဲ့တွန်းလှန်တာရောလို့မေးရင်သီခံခြင်းနဲ့တွန်းလှန်တာပဲနော်သီခံတယ်မေတ္တာမပြတ်ဘူးမေတ္တာမပြတ်ဘူးမေတ္တာမပြတ်ရင်မကဘူးတနာအောင်မယ်အော်ငါ့ကိုဆွဆွဲနေတာဒုက္ခရောက်ရှာတော့မယ်မြတ်စွာဘုရားကရုဏာတက်တယ်ဒုက္ခတွင်နေရှာတော့မယ်ပြောလို့လည်းရမယ်မဟုတ်ဘူးသူဟာနဲ့သူဒုက္ခရောက်တော့မှာပဲဆိုတာမြတ်စွာဘုရားကြိုပြီးတော့သိထားတယ် ကရုဏာတရားပဲပွားများပြီးတော့ဒီလိုတိတ်ဆိတ်ငြိမ်သက်စွာရင်ဆိုင်ခြင်းဖြင့်စိန်စမန်ဝိကာရဲ့ဆွဆွဲမှုမြတ်စွာဘုရားအနိုင်ရလိုက်တယ်လို့ဒီလိုဆိုတာနော်ဒီလိုဆိုတာအောင်ရင်ရှိပါတယ်မှာအခုလို့အနိုင်ရသွားပေါ့ဒါဟာတာဝရိန္ဒာနတ်ပြည်ကအစဉ်တက်တော်42နှစ်ပတ်ဝန်းကျင်မှာကြုံတွေ့ခဲ့ရတဲ့မြတ်စွာဘုရားရဲ့ဘဝအခက်အခဲတွေပဲပေါ့အေး ဖះကိုတကိုးရှင်ကြီးလို့ထင်ပြီးတော့လူတွေက လူသားတူမဟုတ်ခဲနဲ့တကိုးရှင်ကြီးလို့ထင်ပြီးအရာရာတကိုးနဲ့ဖြည့်ရှင်းနေတယ်လို့အောက်မေ့ချောင်းအောက်မေ့ချလိုက်ဒီလိုမဟုတ်ဘူးလူသားဆိုတာလူတွေရဲ့သဘာဝအတိုင်းပဲအခက်ခဲတွေကြုံတာပဲလောကရန်လေးနဲ့ကြုံတာပဲကောင်းတဲ့လောကရန်နဲ့ကြုံတယ်မကောင်းတဲ့လောကရန်နဲ့ကြုံတယ်မြတ်စွာဘုရားရဲ့ဘဝကိုလေးလာကြည့်မယ်ဆိုလို့ရှိရင် ဆွဆွဲမှုကြီးကနှစ်ကြိမ်ခံခံရအကြီးကျယ်ဆွဆွဲမှုကြီးခံရဒီတဆက်တည်းမဟုတ်တော့မှာပဲဟောဒီတာဝတိမျိုးမှာပဲမြတ်စွာဘုရားနောက်တစ်ကြိမ်ဆွဆွဲမှုတစ်ခုကြုံရပြန်အဲ့ဒီဆွဆွဲမှုကတော့အလုံးကိုကြီးမားတယ်အခုဟာတဲ့ပြင်းထန်တယ်လို့ပြောရအောင်စိန်ဇမန်နွားရဲ့ဆွဆွဲမှုကတော့ဒီပွင့်လင်းလွန်အားကြီးတော့သူ့ဘာသူပဲဒီ သူ့စိတ်နဲ့သူသွားတယ်နောက်တစ်ခါဆွဆွဲမှုကြတော့ဘာနဲ့ဆွဆွဲလာတာတုံးလို့ဆိုအခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်မဒိမှုနဲ့လည်းဆွဆွဲတယ်လူသတ်မှုနဲ့လည်းဆွဆွဲနော်ဆွဆွဲမှုကြီးနှစ်ခုရိတ်လုတ်တယ်ဆိုတာလည်းပြောခံရတယ်တတ်တယ်ဆိုတာလည်းပြောခံပြမှုကြီးနှစ်ခုနဲ့ဆွဆွဲကဒီတာဝဋ္ဌိဇေရုံအကြောင်းမှာပဲတစ်ဆက်တည်းမဟုတ်ပေမဲ့လို့ ိတ်မကြခင်မဲ့မြတ်စွာဘုရားနောက်ထပ်ဆွဆွဲမှုတစ်ခုကြုံရဒါလည်းပဲဘယ်လိုဆွဆွဲမှုနဲ့ကြုံတာတော့လို့ဆိုဒါကြတော့ဥတံပါဠိတော်မှာပါဠိတော်တိုက်ရရှိတယ်သုံးတရီဆိုတဲ့ပြပိုင်းမှာအသက်အရွယ်လဲငယ်တယ်ရုပ်ကလည်းချောတယ်အဲ့ဒီသုံးတရီပြပိုင်းမှာကိုခုနကမကြည်မနှက်ဖြစ်နေကြတရားဓမ္မနဲ့ပတ်သက်ပြီးမကြည်မနှက်ဖြစ်တဲ့တိဋ္ဌိတွေကနေပြီးတော့လှုပ်ဆောင်ပြီးစေခိုင်းလို့ သူဟာလည်းပဲခုနပုံစံမျိုးပဲတာဝတိမျိုးဇေရဝံအကြောင်းထဲမှာအိတ်တရောင်ရောင်အခြေအနေတွေပြပြီးတော့လောက်တယ်သူကနော်အခြေအနေပြတော့ပထမနီးတော့ကတော့သူတို့လိန်နေဆိုတာပေါ်သွားတယ်လေနော်ကိုဝန်ဆောင်ရောင်ဆောင်တာကြတော့ပေါ်သွားတယ်သုံးတရီကြတော့အဲ့ဒီနီးကိုမသုံးတော့ဘူးတာဝတိမျိုးဇေရဝံအကြောင်းပဲကိုညာနေသွားမနေ့ကြပြန်လာ စောစောစီစီပြန်လာညမိုးချုပ်သွားအထင်းမြင်နေလွဲမအောင်လူတွေတိုး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 ပြောလာသည်ထီအောင်အဲ့ဒါလို့လှုပ်ပြီးနောက်ကြမလှုပ်တော့ဆိုရင်သုံးတရီပရပိုင်းမှာနှစ်ရက်သုံးရက်ခါတိုင်းတွေ့နေကြသူ့ကိုမတွေ့တော့ပျောက်သွားပျောက်သွားညနေစေရုံကြောင်းမဲ့သွားတာလည်းမသွားတာမတွေ့ရပြန်လာတာလည်းမတွေ့ရ၃-၄ရက်လောက်ဇက်မြုပ်နေတယ် မြုပ်တဲ့အခါကျတော့မှအတံမလန်နေပေးကြတယ်။သုံးတရီပြောက်နေတယ်လူပြောက်ချင်ညာတာပေါ့။နော်။သုံးတရီပဲရောက်သွားမှမသိဘူးပြောက်နေတယ်။အဲ့တော့ဘယင်ကြီးကိုသွားတိုင်နေသုံးတရီဟာဒီရဲ့ပိုင်းမှာဇေရဝန်ကျောင်းသွားတာများတယ်။အခုသုံးတရီပြောက်နေတယ်။နော်။လူပြောက်သွားပြီးတော့တိုင်ညာ။တိုင်တော့ညစအဲဘယင်ကြီးကမေးတယ် ဘယ်နေရာမှာတန်တရားရှိတယ်လဲဆိုဇေရွန်ကျောင်းထဲမှာတန်တရားရှိတယ်။အေးတန်တရားရှိရင်ဝင်းရှာကြဆို။ဇေရွန်ကျောင်းထဲဝင်းရှာတဲ့အခါကျတော့သူတို့ကိုယ်တိုင်လှုပ်ထားတာ။သုံးတရီကိုအချိန်မတော်ဇေရွန်ကျောင်းဘက်ကိုသွားခိုင်းပြီးတော့တတ်ပြီးတော့သုံးတရီရဲ့အလောင်းကိုမြတ်စွာဘုရားခန္ဓာကိုယ်ကြီးအနိနာကရေမြောင်းထဲကအမိုက်ပုံကြားထဲမှာပြစ်ထားတယ်။ကဲကြည့်နော်။လောက်ကုန်လုံနေရ။ အခုခေတ်နဲ့တူတူပဲဘာမှမထူးဘူးနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500အလုမြတ်စွာဘုရားပေါ်မှာဆွဆွဲခြင်းလို့ဇေရွန်ကျောင်းထဲကရေမြောင်းထဲမှာသွားပစ်ထားတန်တရားရှိတယ်ဘယ်မှာရှိတုံးဆိုဇေရွန်ကျောင်းမှာတန်တရားရှိတယ်ဒါပြင်ရှားဆိုတော့သွားရှာကြတဲ့အခါတွေ့တယ်ပေါ့တွေ့လာပြီးတော့အဲ့ဒီသုံးတရီအလောင်းကိုထန်းစင်ကြီးထန်းပြီးတော့အပုတ်ချဖို့ကြိုးစားကြတယ်တကယ်ကတော့ ဒီလုံးဆက်တွေဟာသူတို့ဖန်တီးတာရှိတယ်အကုန်လုံးဖန်တီးပြီးတော့ဘာဝတိမြို့ထဲမှာလှဲ့တယ်ဒီအလောင်းကြီးနဲ့လှဲ့ကြတယ်ဂေါရမဘုရားနဲ့ဂေါရမရဲ့တပည့်သားတွေရဲ့လုံရက်ကိုကြည့်ဟောဒီပြပိုင်းမလေးကိုရိတ်လုတ်ပြီးတော့တတ်ပြစ်ကြတယ်ဒီထိအောင်ဆွဆွဲတာနော်သူတို့ဆွဆွဲတာ